မိန်လာပါဆရာပြောကြမယ်တည်င်းစကားများအကြံပေးချက်များကိုအန်ကန်နဲ့နားစင်ချရမှာပါအသက်ကိုညာဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမကူညီကြပါ ကိုချင်းစာတရားထားကြပါဆရာနာရှင်စနစ်ကို အမြင့်ပြအောင် တိုက်ဖို့အတွက်အခြေခံအချက်လက်တွေအကြောင်းတရားတွေကိုတည်တည်ချာချာသိအောင်လုပ်ပြီးတော့ဆရာနာရှင်စနစ်ကိုအမြင့်ပြအောင်တိုက်ကြပါပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါမယ် ဘာဖြစ်လို့ဆရာနာရှင်စနစ်ကိုတိုက်ရမလဲဗမာပြည်ရဲ့လက်ရှိအခြေအနေတွေကဘလို့လဲဆိုတဲ့ကိစ္စကိုကျွန်တော်အခုခင်ဗျားတို့ရှင်းပြပါမယ်နိုင်ငံတကာကိစ္စကနိုင်ငံတကာကိစ္စတသက်ပြည်တွင်းကိစ္စကပြည်တွင်းကိစ္စတသက်ပြည်တွင်းမှာ လူတွေစိတ်ဝင်စားမှုအများဆုံးကကြားဖြန့်ပေါ့ဟာ DKBA တွေကြားဖြန့်လုပ်တယ်စောချစ်သူတို့ ကြားဖြန့်လုပ်တယ် စစ်တပ်ကကေကေဘက်ကိုဖျက်ဆီးလိုက်ပြီး KNU ကဝင်တိုက်လိုက်တယ်ဒီ KBA စခန်းတွေမိတယ်ပေါ့မမပြည်မှာလူတွေအကုန်လုံးကကြားဖြန့်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 ဆိုပြီးဖြစ်နေတဲ့အချိန်မှာမကြည့်ကြည့်မကြည့်ရအောင်ပေါ့စစ်တပ်ကအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာချက်ချင်းပဲအခု905ဆိုပြီးတော့နော်နိုင်ငံရေးအကျဉ်းသမားဟုတ်နိုင်ငံရေးကြော်စောတွေပေါ့ဗျာ905ဆိုတာကြော်စောတွေ အဲ့ဒီကြော်စောတွေကိုလှုပ်ပေးလိုက်တယ်ဆိုပြီးတော့အခုလှုပ်တဲ့အခါမှာလူတွေအကုန်လုံးကကျွန်တော်တို့တော့လှုပ်ပေးလိုက်ပြီးဟာဟိုလူကတော့ဘယ်မှုရှိသေးလို့မပါဘူးကျေးဇူးတင်ပါတယ်ကျေးဇူးမတင်ပါဘူးနဲ့ဇလန်းတွေရှုပ်သွားတယ်ပွပွလေးလေးပြောရင်ဗမာပြည်မှာအခုဒီနေ့မနေ့ရနဲ့ဒီနေ့နဲ့စလိုက်ပြီးဟေးဆိုလို့ရှိရင်ကြားဖြန့်ကိစ္စတော့ပြောတဲ့လူတွေမရှိတော့ဘူးနိုင်ငံရေးအကျဉ်းသမားတွေလွတ်တယ်ပုံမှန်905ကြော်စောတွေလွတ်တယ်ဆိုပြီးတော့တော့အကုန်လုံးကဖြစ်သွားတယ်ယူသုံးပါခင်ဗျာယူသုံးပါ လူတွေအကုန်လုံးကဒီစစ်တပ်ကနေပြီးတော့အဒင်းတွေကိုနော်ခမားတို့တနေ့တမျိုးမယိုးအောင်စစ်တပ်ကလှုပ်ပြနေတဲ့နောက်မှာအကုန်လုံးကလိုက်ရတာတော်ကြကြရင်ကြဖြန့်တော်ကြကြလို့ရှိရင်မိုးကုတ်မိုးမိတ်တော်ကြကြလို့ရှိလို့ရှိရင်ဟာပုံမှန်900ဆိုပြီးတော့ဖြစ်လာအောင်ဒီတော့ခမားတို့ကိုပြောချင်တာတင့်ချက်ပုံမှန်900နဲ့ဖမ်းထားတဲ့သူတွေဖမ်းမဲ့လူတွေဆိုတာစိတ်ဓာတ်ပဲရှိတဲ့လူကမလိုက်နိုင် ဲ့တော့ online ပေါ်မှာဟာသူတို့ရဲ့စိတ်ခံစားမှုတွေပောက်ကွဲမှုတွေအကုန်လုံးကိုသူတို့ပြောပြမယ်နော်ဒီဒီလိုမျိုးတွေပေါ့အဲ့လိုမျိုးဖြစ်နေတဲ့လူတွေဒီတော့ခင်ဗျားတို့အခုပုံမှန်905တွေကိုလွှတ်လိုက်ပြီးသဘောထားလွှတ်လိုက်တဲ့အကုန်လုံးကိုလွှတ်လိုက်တဲ့သဘောထားမြို့ကြီးတွေမှာမြို့ကြီးတွေမှာခင်ဗျားတို့ပြောနေတဲ့ CCTV တွေကအကုန်အပြည့်စစ်တပ်ကတရုတ်အကူအညီနဲ့ပဲဖြစ်ဖြစ် နော်အစ္စရေးအကူအညီနဲ့ပဲဖြစ်ဖြစ်ရုရှားအကူအညီနဲ့ပဲဖြစ်ဖြစ်ဒီဟိုဘဲလာရုပေါ့နော်ဒီဘလူ့အကူအညီတွေနဲ့ပဲဖြစ်ဖြစ်ခမားတို့ရန်ကုန်မြို့ကြီးမှာရာဇဝဲမှုတွေကိုသာမဖမ်းတာကြံတဲ့အမှုတွေကိုဖမ်းဖို့အတွက်ရန်ကုန်မန္တလေးပတ်လိန်ခမားတို့ပြောနေတဲ့မော်လမြိုင်အဲ့လိုမြို့ကြီးတွေမှာ CCTV တွေကအပြည့်ဒီတော့ခမားတို့905တွေကိုလွှတ်လိုက်တယ်ရုပ်စိုးကြီးတွေတတိယခမားတို့905တွေအကုန်လုံးကိုအခုလွှတ်လိုက်ပြီ အဲ့ဒီလွတ်လိုက်တဲ့905တွေ905တွေအိမ်သာတော်မှရဲရဲမတက်ရဲဘူးလမ်းဘေးမှာတော်မှသင်းမပေါက်ရဲဘူး CCTV တွေအကုန်လုံးနဲ့ကြည့်နေတာစစ်စစ်တီဗီတွေအကုန်လုံးနဲ့ခမားတို့သေးပေါလာချီးပါလာဘာလုပ်လဲဆိုတဲ့ဟာအစားကစစ်တပ်ကကြီးလို့ရနေတဲ့အချိန်မှာခမားတို့တွေအကုန်လုံးကိုအခုလွှတ်လိုက်တာ အဲ့ဒီလွတ်လိုက်တဲ့လူတွေ905နဲ့လွတ်လိုက်တဲ့လူတွေလွတ်တဟို9000လွတ်တဲ့1000လွတ်တဲ့ပေါ့အဲ့9000နဲ့1000လွတ်တဲ့လူတွေအကုန်လုံးထဲမှာ10ရာခိုင်နှုန်းကဒေါ်လာခုံမဲ့လူရှိမလား10ရာခိုင်နှုန်းကလက်နက်ကင်ဒေါ်လာရေးလာလုံးမလားတကယ်လို့အဲ့ဒီ1000လွတ်လိုက်လို့ရှိရင်1000ကဒေါ်လာရေးလာလုံးတဲ့သဘောထားအောင်အဲ့ဒီဒေါ်လာရေးလာလုံးတဲ့1000ကို UNG ကတနတ်တွေပေးဖို့လက်နက်တွေအပြည့်အစုံတက်ဆင်ဖို့လက်နက်တွေ တက်စင်မို့မပြောနဲ့ယူနီဖောင်းပေးဖို့တောင်မှအန်ယူဂျီမှာအစင်းသိမ်းဖြစ်ပြီလားမေးလို့ရှိရင်ကျွန်တော်တို့ဘက်မှာဘာမှအစင်းသိမ်းမဖြစ်သေးဘူးဘာမှအစင်းသိမ်းမဖြစ်သေးတဲ့အပြင်မှာမှပြဿနာကဘာတက်လာအောင်မလဲဆိုတော့လာတဲ့လူကိုဒီကောင်ကစစ်တပ်တရှိုးလားဒီကောင်စစ်တပ်ကလှုပ်ပေးလိုက်တာဒီကောင်ကတကယ်လာကျင်လို့လာနဲ့ကျွန်တော်တို့အထဲမှာပါအချင်းချင်းမှာပါပြဿနာတွေတက်အိုးမယ်။ဟိုမှာ905နဲ့လှုပ်လိုက်လို့နော်လွတ်လာတဲ့လူက ဟာငါတို့ဗမာပြည်ထဲမှာနေလေအဖမ်းခံရမှာပဲငါတို့ဗာတခုခုလှုပ်လိုက်လို့မှားတာယွင်းတာလှုပ်လိုက်လို့ဖတ်ဟိုဖြစ်လို့ရှိရင်ငါတို့အဖမ်းခံရမှာပဲဆိုပြီးလို့ရှိလို့ရှိရင်သူတို့ကတော်တဲ့ကိုလာမယ်တော်တဲ့ကိုလာတဲ့လူတွေကလည်းဒီကောင်လေးကိုထောင်ကနေအခုလှုပ်ပြီးပြီးတာနဲ့ဒီမှာတော်တဲ့ကိုရောက်လာပြီဒီလူကိုယုံရမလားမယုံအောင်လားဆိုတဲ့တန်တရားကလည်းရှိသေးတယ်အဲ့တော့ကျွန်တော်တို့အထဲမှာပဲပြဿနာတက်ဖို့ရှိတယ်ခင်ဗျားတို့အဲ့တော့905နဲ့လှုပ်လို့နော်ဘလို့ပဲလှုပ်လို့တတိထားမယ်ကိစ္စတွေကအများကြီးပဲဒီကြားထဲမှာမှစစ်တပ်က ခမားတို့အကုန်လုံးကိုထပ်ပြီးတော့เนาะအမျက်ပေါ်မှာအမျက်ထပ်ယူတဲ့ကိစ္စရှိတယ်အမေရိကမှာ TPS ဆိုပြီးတော့ဖြစ်တယ်အာအရိဟာဟိုပါအခွင့်ကောင်းယူပြီးလို့ရှိလို့ရှိရင်ဗမာပြည်တဲကိုပြန်လာလို့ရပါတယ်ဆိုပြီးတော့ဟုတ်တီဖြစ်စေမဟုတ်တီဖြစ်စေသူတို့ကဗဇက်နဲ့ပြောတယ်အဲ့ဒီပြောတဲ့အပြင်မှာအမေရိကမှာဖြစ်နေတဲ့ဟာကဗမာပြည်နဲ့ဘာမှမဆိုင်နဲ့เนาะဗမာပြည်ထဲမှာခိုးဆိုလူရက်တွေများလာတယ်เนาะဗမာပြည်ထဲမှာ 叫到哪里？你没有东西，你咧？哎，哪里？阿公拍片了，不麻皮伊嘛？落来条血搞不露面了，不麻皮啊！今年一家你吧，就受不了。阿美利坚佬，那个没有阿爸，不要那些。要阿美利坚佬，路不要来做了，行。在有关的国内呀，不麻皮啊，阿公搞呢，不要你了。你说，人家那个十三亿嘛，阿美利坚佬在有洲，过了咱们国了嘛，没招呢。 အမေရိကန်တို့တရုတ်တို့နောက်ဆုံးကကုံပြောရင်ရုရှားတို့တောင်မှကုလသမဂ္ဂမှာဘယ်သူမှမကြော်နိုင်ဘူးခမရတို့ကခမရတို့လူအခွင့်ရေးပဲပြောပြောဟိုကြိုက်တဲ့အခွင့်ရေးတွေပဲပြောပြောဟိုဘယ်လိုပြောမလဲ develop i develop m နေအဲ့ဒီကိစ္စတွေပဲပြောပြောနောက်ဆုံးကကုံပြောလို့ရှိလို့ရှိရင်ရိုဟင်ဂျာကိစ္စရှိတယ်ရိုဟင်ဂျာကိစ္စက6လပိုင်းမှာအမှုတက်ရမယ်အမှုစစ်မဲမစစ်ဘူး6လပိုင်းမှာမဟုတ်ဘူးဆိုရင်17လပိုင်းမှာအမှုစစ်မဲ့အမှုမစစ်ဘူးဆိုတဲ့ဟာကိုအပြေထုတ်ရမယ်အခု17လပိုင်းလည်းကုန်သွားပြီ ကုလသမဂ္ဂမှာ ICJ ကိစ္စဒီအတိုင်းပဲဇံမျောဖြစ်နေတယ်။အမှုပြောက်သွားတယ်ပြောတာမဟုတ်ဘူးနော်။ခင်ဗျားတို့တွေရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောပြထားတာကုလသမဂ္ဂမှာဒေါအောင်ဆန်းစုကြည်သွားပြီးတော့ဖြည့်ရှင်းထားတဲ့ဂမ်ဘီယာဆိုတဲ့နိုင်ငံကနော်တရားစွဲထားတဲ့ရိုဟင်ဂျာအမှုမှာတော့မှဒီအမှုဟာလူမျိုးတုံးတပ်ဖြတ်မှုအမှုအဖြစ်နော်ဆက်ပြီးတော့တရားဆက်တရားဆက်ပြီးတော့ဆွဲမယ်တရားဆက်ပြီးတော့မဆွဲဘူးဆိုတဲ့ကိစ္စအဲ့အမှုတောင်မှဆုံးဖြတ်ချက်ချဖို့ရေရှည်တွေဖြစ်သွားတယ် ဒီလိုဖြစ်တဲ့အခါမှာခင်ဗျားတို့ကိုကျွန်တော်အခုပြောချင်တာကနိုင်ငံတကာရေးရမှာကျွန်တော်တို့ဘက်ကအားနေချက်တချို့တကွက်ကတော့ကျင်းနေရှိနေပြီခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေနိုင်ငံတကာအရေးမှာနိုင်ငံတကာအရေးမှာကျွန်တော်တို့ဘက်ကတော့အားနေချက်တစုံတရာကျင်းနေရှိတယ်အဲ့ဒီအားနေချက် တစုံတရာရှိတဲ့ကိစ္စကိုဘယ်လိုမျိုးကျွန်တော်တို့ကပြင်မလဲငါတို့ပြင်လို့ရထိရောက်ပါမလားเนาะငါတို့ဘယ်လိုလုပ်မလဲဒါမျိုးတွေကိုခမားတို့ကျွန်တော်တို့ကတည်တည်ချာချာထပ်ပြီးတော့စဉ်းစားဖို့လိုလာတယ်တွေးတခေါ်ဖို့လိုလာတယ်တယောက်နဲ့တယောက်အပြစ်လိုက်ပြောနေလို့မရဘူးဟုတ်ပြီ UNG ကအားနေတယ် UNG အားနေပြီဟဲ့ဆိုလို့ရှိရင် UNG လဲတော်လိုင်းရေးဖွဲ့စည်းတစ်ခုအနေနဲ့ခမားတို့သတ်မှတ်ထားတယ်ဆိုလို့ရှိရင်ခမားတို့ကအစိုးရအစိုးရဆိုပြီးတော့ပုံချကျင်တဲ့စိတ်ဓာတ်မျိုးတွေတချို့လူတွေမှာရှိတယ် တချို့လူတွေကြတော့ UNG ဒုက္ခရောက်နေတာကိုပြောနေတဲ့လူတွေရှိတယ်။ခမားတို့ UNG ကိုဝေဖန်လို့ရတယ်။ UNG ကိုထောက်ပြလို့ရတယ်။ UNG ထဲမှာရှိနေတဲ့လူတယောက်ချင်းမကောင်းတဲ့ကိစ္စကိုခမားတို့ပြောလို့ရတယ်။သို့တော့ UNG မလုံနိုင်ဘူးဟဲ့ဆိုလို့ရှိလို့ရှင်ကျွန်တော်တို့တော်လိုင်းရေးဘက်ကမလုံနိုင်ဘူးဆိုတဲ့ပုံစံဖြစ်နေတယ်။အခုစစ်တပ်ကတခုပြီးတခုဆက်ပြီးတော့လာတာ တစ်ခုပြီးတစ်ခုဆက်ပြီးတော့လာတယ်ဆိုတာကြားဖြတ်နိုင်နေရဲ့ဆိုရင်လည်းဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေသူတို့လုတ်ပြတယ်နောက်တစ်ချက်ကတော့အဲ့မှာဟိုသူတေတနာမူလို့လို့နိုင်ငံရေးတိုက်ပန်လေ့လာတဲ့သူလို့လို့ဟိုဆရာမကြီးလို့လို့လူတွေပြောနေတာတွေရှိတယ်ဟာအမေရိကန်ကနေပြီးတော့ဗောဒီရွှေကုတ်ကိုလို့ကေကေပတ်တော်ကနေပြီးတော့ဗောမင်းအောင်လိုက်နဲ့ဖုံးနေဆက်နေတာဗောနေပြီးတော့နဲ့ဆက်နေတဲ့တည်င်းနေအမေရိကန်ရရတယ်ဗောခင်ဗျားတို့ကိုကျွန်တော်ပြောပြမယ်ခင်ဗျားတို့အမေရိကန်မှာရွှေကုတ်ကိုနဲ့နော် နေပြည်တော်နဲ့မင်းအောင်လှိုင်နဲ့နေ့တိုင်းဆက်နေတယ်ဆိုတော့ဖိုင်နေရအောင်တရားရုံးမှာဖတ်ပြီးဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့က BGF ဖြစ်တယ် BGF ဖြစ်တဲ့အတွက်နေပြည်တော်ကိုနေ့တိုင်းသတင်းပို့ရတယ်နော်မင်းအောင်လှိုင်နဲ့နေ့တိုင်းစကားပြောရတယ်ဟေ့ဆိုလို့ရှိရင်တရားရုံးမှာရှင်းနေကြီးဦးကြီးမြစ်ပဲဖြစ်ဖြစ်ခမားတို့ယုံကြည်တဲ့ဟိုရှင်းနေကြီးဦးအောင်ထူးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အမေရိကန်ကရှင်းနေတယ်ပဲဖြစ်ဖြစ်သွားမေးကြည့်လားအမှုတေတေချာချာစစ်ပြီးဟေ့ပြုတ်ပြီးဟေ့ဆိုလို့ရှိရင် ကျွန်တော်တို့က BGF အဖွဲ့အစည်းဖြစ်တယ်ကျွန်တော်တို့ဒေသထဲမှာလာပြီးတော့ကြားဖြတ်နေလုပ်နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကနေ့တိုင်းသမရအုပ်ပါသတင်းပို့ပါတယ်ပြောရင်ခင်ဗျားတို့အမှုကပြတ်သွားပြီခင်ဗျားတို့ပြောတဲ့အမေရိကန်တို့ဘာလို့ယူသလိုကြောင်သလိုရှောက်ပြောမနေနဲ့ဒီတော့တခါတခါကြားလို့ရှိရင်ဗမာပြည်သူတွေကိုလက်မှတ်ရထားတဲ့လူတွေကအချင်းထင်ပြီးတော့တစ်ချိန်လုံးလိမ့်နေတဲ့ပုံစံဖြစ်တယ် DKBA ကြားဖြတ်လုပ်တယ်နော် BGF ကြားဖြတ်လုပ်တယ် ။ KNU တွေကခေါင်းဆောင်တချို့တဝက်တောင်မှကြားဖြတ်နေပတ်သက်တယ်။အဲ့ဒီအပြင်မှာမခင်ဗျားတို့ကိုထပ်ပြောဦးမယ်။တကယ်လို့ကြားဖြတ်ကိုဖမ်းပြီးဟေးဆိုထိုင်းနိုင်ငံမှာရှိသမျှရဲတွေအကုန်လုံးမှာဖမ်းမယ်ပုံစံ။ဒီတော့ပြောချင်တဲ့ဟာတွေအကုန်လုံးနောက်ဆုံးကုန်ကုန်ပြောရင်ဟိုမီဒီယာသမားလို့ပြောတဲ့သူကလည်းတို့မီဒီယာဟိုပရိုမိုးရှင်းလုပ်ဖို့ပြောတဲ့သူကလည်းငါပြောချင်တဲ့ဟာတွေ ငါစိတ်ကူးရှိတဲ့ဟာတွေအကုန်လုံးကိုပြောခွင့်ရဖို့ဆိုပြီးတော့မီဒီယာနဲ့ညှိနေတာခမားတို့မှာတကယ်တည်အချက်အလက်တွေအခြေအနေမှန်တွေကိုပြောတဲ့လူတွေကတော်တော်နဲတယ်စိတ်မကောင်းစွာနဲ့တွေ့တဲ့ဟာကိုပြောတာနော်ကျွန်တော်တို့ဗတ်လိုက်ပြီးတော့ကျွန်တော်ပြောနေတဲ့ကိစ္စမဟုတ်ဘူးအဲ့ဒါကြောင့်မို့လဲကျွန်တော်ကိုဘယ်သူမှမကြိုက်ဘူးမကြိုက်တဲ့ဟာကိုကျွန်တော်ကဂုံယူတာဘယ်သူမှမကြိုက်လေကျွန်တော်ကဂုံယူလေပဲ ဟာမင်းတို့မှာဒီလိုဒီလိုအခက်ခဲတွေရှိတယ်မင်းတို့ဒီလိုဒီလိုအကျင့်မကောင်းအောင်ပြောလိုက်ပြီဟဲ့ဆိုတာနဲ့ဟာဒီကောင်ကလူမျိုးရေးခွဲခြားတဲ့ကောင်ဘာသာရေးခွဲခြားတဲ့ကောင်ဆိုပြီးတော့လူခွေရင်မျက်နှာဖုံးဆွတ်ထားတဲ့လူတွေအကုန်လုံးကဖြစ်နေတာပုံမလေးလေးပြောရင်ခမားတို့ပြောနေတဲ့ကုလသမဂ္ဂဆိုတာအခုဒီခေတ်ဒီအခါဒီအခြေအနေကြီးမှာကုလသမဂ္ဂကိုတွားပြီးတော့အားကုန်လို့မရတော့ ခမားတို့ပြောနေတဲ့နော်ကဘာကုလသမကဆိုတဲ့ကိစ္စကြီးကဒီနေ့ခေတ်ဒီနေ့အခါဒီနေ့အချိန်အခါမှာဘလို့မှသွားပြီးတော့ကိုအားကိုလို့မရတော့ဘူးအစ္စရေးနဲ့ပါလက်စတိုင်းဖြစ်တယ်ကုလသမကဘာမှမလုပ်နိုင်ဘူးဘာဖြစ်လို့မလုပ်နိုင်လဲအမေရိကန်ပါလို့တရုတ်ပါလို့ပြီးသွားပြီရုရှားနဲ့ယူကရိန်းနဲ့ဆစ်ဖြစ်တယ်အမေရိကန်ပါလို့ရုရှားပါလို့ဥရောပသမကပါလို့နော်ကုလသမကဘာမှမလုပ်နိုင်ဘူး ဗမာပြည်အရေးဖြစ်နေတယ်ခမားတို့အမြဲတမ်းပြောတယ်တရုတ်ကဗီဒိုအာနာနဲ့အမြဲတမ်းပယ်ချနေတယ်အမေရိကန်ကဗီဒိုအာနာနဲ့အမြဲတမ်းပယ်ချနေတယ်ရုရှားကဗီဒိုအာနာနဲ့အမြဲတမ်းပယ်ချနေတယ်ဆိုလို့ရှိရင်ဗမာပြည်အရေးကကုလသမဂ္ဂမှာဘာမှမဟုတ်တော့ဘူးဆိုတဲ့ပြဿနာရိုဟင်ဂျာကိစ္စဖြစ်တယ်အဲ့ဒီအချိန်မှာအမေရိကန်နဲ့ဥရောပကရိုဟင်ဂျာဘက်ကရက်ပြီးတယ်အာရဗ်နိုင်ငံတွေကနော်ရိုဟင်ဂျာဘက်ကရက်ပြီးတယ် အခုလိုအခြေအနေမှာအမေရိကန်ကလည်းရိုဟင်ဂျာဘက်ကတလောက်ရက်မပေးတော့အာရဗ်နိုင်ငံတွေကလည်းသူ့ကိုကြိုးစည်းပွားအတွက်သူ့ဟာသူလုပ်လိုက်တယ်ဆိုရိုဟင်ဂျာအရေးကကမ္ဘာမှာဘယ်သူမှတော့မှစိတ်မဝင်စားတော့တဲ့အနေအထားဖြစ်သွားတယ်ဒီကြားထဲမှာမှရိုဟင်ဂျာခေါင်းဆောင်တွေရဲ့နော်ဖောက်ပြန်မှုတွေအကျဉ်းချုပ်မှုတွေကခင်ဗျားတို့ NGO အကျဉ်းချုပ်ဟို UNG ကနေပြီးတော့ခိုးတယ်ဟွက်တယ်ဆိုတာဒီရိုဟင်ဂျာခေါင်းဆောင်တွေခိုးတာဟွက်တာကိုမမှီရောမမှီဘူးဆိုတဲ့အနေအထားမျိုးတွေဖြစ်ကုန်တာ ဒီကြားထဲမှာမှရိုဟင်ဂျာကောင်းဆောင်တွေကိုထုတ်ပြရင်စစ်တပ်နဲ့ပေါင်းနေတဲ့ရိုဟင်ဂျာကောင်းဆောင်တွေအများကြီးအတိုက်ခံလို့ပြောတဲ့ကျွန်တော်တို့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ရိုဟင်ဂျာတွေနဲ့ဆိုတာအဝဲကြီးအဲ့ဒါတကယ်လက်တွေ့အခြေအနေနော်အေးအေးဆိုလို့ရှိလို့ရှိရင်စစ်တပ်ကိုတိုက်နေရတယ်ငါနောက်ကျောမှာစစ်တပ်နဲ့ပေါင်းထားတဲ့ရိုဟင်ဂျာတွေ ငါတို့ဘရော့ဝင်တိုက်မလဲဆိုပြီးတော့သူတို့မှဟိုစိုးရိမ်နေရတယ်ဒီလိုမျိုးအခြေအနေတွေဖြစ်နေတဲ့ဟာတွေအကုန်လုံးအခြေအနေမှန်တွေကိုဘသူကမှပြည်သူလူထုကို ပြောမပြဘူးပြည်သူလူထုကတကယ်လို့သိနေရင်တော့မှပြည်သူလူထုကိုပြန်ပြီးတော့အကျိုးအကြောင်းတွေပြောပြရမယ်ဒီတော်လှန်ရေးဒီလိုကာလမှာဒီလိုဒီလိုအခြေအနေတွေဖြစ်နေပြီပြည်သူလူထုအနေနဲ့ခမည်းတော်ကိုယ်တိုင် ပါကိုပါရမယ်တနိုင်ငံလုံးဆိုတဲ့ပုံစံမျိုးနဲ့ပါကိုပါရမယ်ဆိုတဲ့အခြေအနေမျိုးဒါမျိုးကိုပြောဖို့ပြောပြရမယ်တော်လိုင်းရဲ့အဖွဲ့အစည်းတွေမှာတကယ်ကိုအခက်အခဲတွေနဲ့တွေ့နေတယ်လက်စားမှုတွေလည်းအများကြီးပဲနော်ပြောပြလို့ရှိလို့ရှိရင်ဟာမင်းအောင်မင်းတို့ကစရင်စရအောင်ဘာကောင်လဲဆိုပြီးတော့ကြပြားစရာလို့လို့ဟိုဘာမျိုးဆက်လို့လို့ကြာမျိုးဆက်လို့လို့ကြောင်မျိုးဆက်လို့လို့နဲ့သိတယ်မလားဦးကြောင်ကြားကြပြားတွေရေးပြီးတော့လုတ်တဲ့ဟာမျိုးတွေ ိုလူပုဂ္ဂိုလ်ကိုပြောတာမဟုတ်ပါဘူးကျွန်တော်ပြောတာအကျိုးအကြောင်းကိုပြောပြဖို့ငါတပည့်ရဲ့သမီးငါမိန်းမရဲ့တူမငါငါနဲ့အယောအရက်ပုံးအတူတူတောက်လို့ဘာဖြစ်တယ်ညာဖြစ်တယ်ကဗျာတွေရှောက်အဲ့ဒါမျိုးတွေပြောတဲ့ဟာမျိုးတွေပေါ့အဲ့တော့ခင်ဗျားတို့အခုထပ်ပြီးတော့ပြောချင်တာတီအန်နယ်လီကိစ္စတီအန်နယ်လီကိစ္စမှာကျွန်တော်ပထမတည်းပြောထားတယ်တီအန်နယ်လီခင်ဗျားတို့ဘာမှပြည်တပြည်လုံးကိုသိမ်းလို့ရတယ်ခင်ဗျားတို့အင်အားရှိတယ် ခင်ဗျားတို့စစ်တပ်ကိုတိုက်နေတဲ့အတွက်ခင်ဗျားတို့ကိုထောက်ခံအရင်တော့ကကျွန်တော်ပြောတဲ့ဖိုင်ကိုပြောတာနော်အခုမှလိုအပ်တဲ့ဟာလေးတွေစွဲမယူနဲ့ဒါပေမဲ့ခင်ဗျားတို့သူများဒေသမှာနော်ခင်ဗျားတို့အခုသိန်းနဲ့ဒေသမှာရှမ်းနေရှိတယ်ကချင်နေရှိတယ်ဗမာနေရှိတယ်ကြံတဲ့လူမျိုးတွေရှိတယ်အဲ့ဒီလူမျိုးတွေရဲ့ရင်ကျေးမှုတွေဘာသာစကားတွေကြောင်းတွေကိုသွားပြီးမထိကိုက်ဖို့လိုတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတာရှိတယ်အခုနောက်ဆုံးကြတော့ TNL အခုတဖွဲ့တည်းလို့လို့ကြံတာပေါ့ဒါပေမဲ့ကျွန်တော် TNL ကိုကျွန်တော်နားလဲ TNL ကိုကျွန်တော်ဘာဖြစ်လို့နားလဲလဲဆိုတော့ TNL ဟာအခုအချိန်မှာ TNL ဟာအခုအချိန်မှာစစ်တပ်နဲ့ပဲညှိပြီးတော့ပဲဖြစ်ဖြစ်တရုတ်ဖိအားကြောင့်ပဲဖြစ်ဖြစ်တရုတ်ဖိအားကြောင့်ပဲဖြစ်ဖြစ်စစ်တပ်နဲ့ပဲဖြစ်ဖြစ်ညှိပြီးတော့လုလိုက်တဲ့အခါမှာသူကနယ်မြေတစ်ခုကိုတစုံတရာပေါ့နယ်မြေတစုံတရာကိုနယ်မြေတစ်ခုကိုသူသက်သက်မှတ်မှတ်ရသွားပြီ သူနေမြေတစ်ခုကိုတစုံတရာတတ်တမှတ်မှတ်သူရသွားပြီဒီအခါမှာတီအန်အယ်လီခေါင်းဆောင်တွေစဉ်းစားမှာကငါတို့နေမြေတစ်ခုကိုတစုံတရာရပြီဟေ့ဆိုလို့ရှိရင်အဲ့ဒီဟာကို အခြေခံခိုင်ခိုင်မာမာဖြစ်အောင်သူလုပ်တော့မယ်ခမားတို့ပြောနေသလိုငါတို့မဟာမိတ်တွေကိုတီအန်အယ်လီကကူညီမာတို့ပါတို့ဆိုတဲ့ဟာကကူညီခြင်းကူညီမယ်မကူညီခြင်းမကူညီဘူးသူကသူ့နေမြေတစုံတရာကိုသူသေးသေးချာချာခိုင်ခိုင်မာမာသူလုပ်တော့မယ်မဖြစ်လို့ဒီစကားကိုကျွန်တော်ပြောလဲဆိုတော့တိကျ ်အန်ယူဂျီကိုသူထောက်ခံတယ်ပဲသဘောထားအန်အဒီအစိုးရတက်လာတယ်ပဲသဘောထားသူ့အနေနဲ့နည်းမြေတောင်းမယ်ဆိုလို့ရှိရင်သူ့အနေနဲ့နည်းမြေတောင်းမယ်ဟဲ့ဆိုအန်အဒီကို तू ကပြောပြီးကျွန်တော်တို့ကတော့ဒီနည်းမြေဒီနည်းမြေတွေကိုကျွန်တော်တို့လိုချင်တယ်ပြောအန်အဒီကလည်းပြောမှာလွတ်တော်တဲ့ကိုတင်လိုက်လွတ်တော်ကနေပြီးတော့ဆုံးဖြတ်ချက်ချမယ်ဟဲ့ဆိုရင် TNL မှာအင်အားမရှိဘူး လွတ်တော်ထဲမှာတက်လာမဲ့လူတွေကကချင်ပါတီတွေရှိမယ်ရခိုင်ပါတီတွေရှိမယ်ချင်းပါတီတွေ NLD တို့ဒီလိုပါတီတွေရှိလို့လွတ်တော်ထဲမှာ TNL ကိုနယ်မြေသတ်မှတ်ဖို့လုပ်ပြီးဟေးဆိုရင်ရှမ်းပါတီတွေကချင်ပါတီတွေကဒါတန့်ကွက်တာတို့ဘာတို့အနေနဲ့အများဖြစ်လာတယ်ဆိုလို့ရှိရင် TNL ကနော်သူတို့ဘိုးဘွားပိုင်နေနေတဲ့တောင်ပေါ်တော်မှာသူတို့ရကြင်မရမယ်ဘာဖြစ်လို့လဲဆိုတော့ဒီနယ်မြေတွေဟာရှမ်းပြည်ထဲမှာပါနေတဲ့အတွက်ရှမ်းနေရသဘောမတူဘူး ဥပမာရှမ်းနေကိုမျက်နှာကိုလိုက်ပြီးတော့ကြံတဲ့ပါတီတွေကသဘောမတူဘူးဆိုဒီမိုကရေစီအရဆိုရင် TNL ကဘရော့မှနည်းမီမရမယ့်အနေအထားမျိုးဖြစ်တယ်။ခင်ဗျားတို့ပြောနေတဲ့ my eye ဖုန်းတို့တာ eye ဖုန်းတို့ဆိုတဲ့လူတွေအကုန်လုံးကချင်းမိုင်မှာကျွန်တော်တို့နဲ့နေခဲ့လဲနေခဲ့ဘူးလေ။ဆီယာမာအီတော်ပေပါရှီကနေအထောက်အကူတွေရပြီးတော့နောက်ဆုံးတာ eye ဖုန်းဆိုရေပြင်းဖြစ်ပြီးတော့စေကူးတဲ့အထိပါကျွန်တော်တို့သိတယ်။အဲ့ဒီလူတွေအကုန်လုံးက88မျိုးဆက်တွေအကုန်လုံးနဲ့ခင်ပြီးတော့ခင်ဗျားတို့ဗမာဆိုတဲ့လူကိုရောင်းစားလို့ရအောင်ကိုဗမာကြီးလဲတဲ့လူတွေ ဒီတော့ဗမာတွေရဲ့အထာကိုသူတို့တည်တည်ချာချာသိနေပြီအကယ်၍ခမရတို့အခုစစ်တပ်ကအာဏာမသိမ်းမင်းနဲ့ NLD အုပ်ချုပ်နေတဲ့သဘောထား NLD အုပ်ချုပ်နေတဲ့သဘောထား TNL နေမြေသွားတောင်းကြည့်လွတ်တော်ထဲမှာဟိုလိုလိုဒီလိုလုံနေတာနဲ့ TNL ဟာသူတို့ကသူတို့လွတ်လွတ်လပ်လပ်တည်တည်တန့်တန့်ဆိုတဲ့နေမြေရစရာအကြောင်းမရှိဘူးအခုစစ်တပ်အာဏာသိမ်းလာတယ်နော် TNL နေမြေမှာ10 20ခုပေါ့ညီနောင်သုံးဘွဲ့နဲ့တိုက်လာတယ် နော် PDF တွေဝင်ပြီးတော့တိုက်လာတယ်ဒီလိုတွေဖြစ်တဲ့အခါမှာသူတို့ကအများကြီးသိမ့်လိုက်တယ်အများကြီးသိမ့်လိုက်တယ်နော်မိုးကုတ်တွေမိုးမိတ်တွေနောက်ဆုံးဟိုပြင်ဦးလွင်ပေါ့မင်းမျိုးပါသိမ့်မယ်ဆိုတဲ့အထိချင်းချောက်နိုင်တယ်ဒါပေမဲ့နောက်ဆုံးအခုသူတို့နေပြည်တော်ရပြီအဲ့ဒီအချိန်မှာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေသူတို့တသက်မတ်မတ်နေပြည်ရပြီဟေ့ဆိုလို့ရှိရင်သူတို့တိဆောက်နိုင်တယ်ဒါတွေဘာဖြစ်လို့ဖြစ်လဲဆိုတော့အန်ယူကြီးဘယ်အဖွဲ့အစည်းတို့မှဘာကတိမှမပေးနိုင် အန်ယူဂျီဘယ်အဖွဲ့အစည်းကိုမှဘယ်ဒေါ်လာရဲ့အဖွဲ့အစည်းကိုမှဘာကတိမှမပေးနိုင်ဘူးဥပမာအခုရခိုင်နေရခိုင်ပြည်တပြည်လုံးသိမ့်လိုက်တဲ့သဘောထားလိုက်သိမ့်နိုင်ပြီနော်အခုလည်းတော်တော်သိမ့်ထားပါပြီသိမ့်နိုင်ပြီသဘောထားလိုက်အန်ယူဂျီကနေပြီးတော့ရခိုင်ပြည်နယ်ကိုရခိုင်နေအုပ်ချုပ်권ရှိသည်ဒီလိုမျိုးစာထုတ်ပေးဖို့ကခင်ဗျားတို့မမျှော်လင့်နဲ့မမျှော်လင့်နဲ့ဘာဖြစ်လို့လဲဆိုတော့ CRPH ကသဘောတူမှ နော်ဟိုဒေါ်အောင်ဆန်းစုကြည်လွတ်လာမှဥထင်ကျော်လွတ်လာမှဒီလိုမျိုးတွေနဲ့ဟိုဥထင်ကျော်ကြီးကသဘောတူမှဥဝင်းမြစ်ကသဘောတူမှဆိုပြီးတော့ဒီလိုဇလန်းတွေရှုပ်မှာလွတ်တော်တဲ့ကိုလာခဲ့တယ်ကျွန်တော်တို့ကလွတ်တော်မခေါ်နိုင်ဘူးတို့အခုနေခင်ဗျားတို့ကြားနေတာဒီတော့ TNL အနေနဲ့ကအခုလုတ်တဲ့ကိစ္စမှာခင်ဗျားတို့အနေနဲ့ငါတို့ဘက်ကဘာဒီအားနေချက်ရှိလဲခင်ဗျားတို့မှားတယ်မပြောဘူးနော်ဖျားဖြစ်မဲ့လူတွေမှားတာတခုမှမရှိဘူး ဖျားဖြစ်မဲ့လူတွေဖြစ်တဲ့အတွက်ကိုမှားတာမှားတယ်လို့ကျွန်တော်မပြောရဲဘူးငါတို့ဘက်ကဘာတွေအားနည်းချက်ရှိလဲငါတို့ဘက်ကဘာတွေပြင်ဖို့လိုလဲငါတို့ကဘလို့သွားတင်တယ်လဲခင်ဗျားတို့အခုအချိန်ထိဘာမှစဉ်းစားတာမရှိဘူးဒီဒေါ်လာရေးဖြစ်နေတာဦးနေဝင်းကပါတီစုံသွားမလားဟေးဆိုရင်ငါတို့ပါတီစုံသွားမယ်ဟေးဆိုပြီး88မျိုးဆက်တွေရောဒေါ်အောင်ဆန်းစုကြည်တွေရောအန်ဒီပါတီဖွဲ့တာပဲပါတီစုံသွားလိုက်ကြပြန် ဥသိမ်းဆိုင်ရနေပြီးတော့ပြန်လာခဲ့ဟိုဘယ်လိုပြောမလဲ2000ရောက်မှဝင်ကြမယ်ဟေ့ဆိုပထမအင်တီတင်လို့နောက်ကြလို့ရှိလို့ရှိရလဲဥသိမ်းဆိုင်နဲ့အတူတူသွားကြပြန်အခုမင်းအောင်လိုင်ရနေပြီးတော့ဟိုလိုလိုဒီလိုလိုလုပ်နေတယ်ရွေးကောက်ပွဲပါဖြစ်တယ်ဒီဟာပါဖြစ်တယ်ဖြစ်နေတယ်ဆိုလို့ရှိရင်လဲနောက်ဆုံးကြတော့ဟိုဟိုလူကပဲ့ဒီလူကပဲ့ပြီးတော့အာရွေးကောက်ပွဲဝင်တဲ့ကောင်ကဝင်ရွေးကောက်ပွဲမဝင်တဲ့လူနဲ့ရွေးကောက်ပွဲဝင်တဲ့လူနဲ့ရန်နေဖြစ်ပြီးအချင်းချင်းပဲပြဿနာတက်နေတယ်မင်းအောင်လိုင်အေးဆေးပဲဒီတော့ငါတို့တော်လိုင်းရေးမှာ ရန်သူကိုရန်သူလိုမြင်ကြရဲ့လားရန်သူကိုရန်သူလိုမြင်ကြရဲ့လားတိချက်အဲ့ဒါပြီမာကြီးရလူတွေကိုဖါတာကိုမေးဖို့လိုပြီမာကြီးရလူတွေကိုဖါတာကိုမေးဖို့လိုတယ်ဒီတိုင်းရင်းသားတွေနဲ့ငါတို့နဲ့အခုတက်နေတဲ့ပြဿနာတွေအကုန်လုံးဟာဒီပင်လုံးစာချုပ်မှာပေးခဲ့တဲ့ဂရိကဝတ်တွေကိုငါတို့ပြီမာကြီးမှာရှိနေတဲ့လူများစုကငါတို့ကချိုးဖောက်ခဲ့တာလား ဘူဂျောင်းဆန်ပုံကြီးနဲ့လာပြီးတော့ရှိရင်အာဇာနီနေကိုပြင်ဒုမမေးတပါးကြီးငိုမနေနဲ့အဲ့အာဇာနီကြီးတွေချမှတ်ခဲ့တဲ့နော်ပေးခဲ့တဲ့ဂရီတွေကိုငါတို့တွေဘလောက်ဖြည့်စည်းနိုင်လဲဆိုတဲ့ဟာကိုခင်ဗျားတို့ဘသူကဘလောက်ပြောလဲဘသူကဘလောက်တာဝန်ယူရဲလဲဒီတော့ခင်ဗျားတို့အကုန်လုံးကရန်သူနောက်ကရှောက်လိုက်နေပြီရန်သူကတကွက်ရွှေ့လို့ရှိရင်ကိုက 啊！钱别多了，人如果这给我来就行，给我钱别多了也收了看可俺都钱别大的，免费还收了钱，不都设备了，当然也有多少么嘞？看别都调查的自家来钱的？被俺有击嘛，这人走呀就；俺游击嘛，这人走呀就。这人这人哦，这伢那边急哦，刘邦都当老那东西来了。 တော့ပြဿနာတွေအကုန်လုံးကစစ်တပ်ကသူ့ဟာသူအကွက်ချပြီးတော့ဘယ်လိုပြောမလဲသူတို့အာဏာတီမြဲရေးအတွက်သူတို့သွားနေတဲ့အချိန်မှာခမရတို့ကတော့ကြာကြလို့ရှိရင်နိုင်ငံတကာပြောလိုက်အခုနောက်ဆုံးနိုင်ငံတကာကိုခမရတို့ပြောနေတယ်ခမရတို့နဲ့အဆင်ပြေတဲ့အရှိတီမောဆိုတဲ့နိုင်ငံတော်မှခမရတို့နဲ့အခုအဆင်ပြေသေးရဲ့လားကျွန်တော်ပြောနေတာစိတ်အားငယ်အောင်ပြအောင်ပြောနေတာမဟုတ်ဘူးခမရတို့အနေနဲ့ဘာတွေပြုပြင်ဖို့လိုနေပြီလဲ ဘလို့တွေရှေ့ကိုဆက်သွားမှလဲနိုင်ငံတကာစာမျက်နှာမှာငါတို့ရဲ့အခြေအနေကဘလို့ဖြစ်နေပြီလဲအဲ့တော့တိုင်းရင်းသားတွေအနေနဲ့လဲစဉ်းစားဖို့လိုလာတယ် တကယ်တိုင်းရင်းသားတွေအနေနဲ့ကခင်ဗျားတို့အများအားစဉ်းစားနေတယ်ပို့ပြီးတော့စဉ်းစားဖို့လိုလာတယ်ဆိုတာဟာငါတို့ဥနုနဲ့ပေါင်းတော့လေဥနုကအချိန်နေမကောင်းလို့ရှိရင်ဖျားတယ်တဲ့အိန္ဒိယထွက်ပြေးတဲ့စစ်တပ်နဲ့ပြန်ပေါင်းတယ်ငါတို့ဒေါ်အောင်ဆန်းစုကြည်နဲ့ပေါင်းတယ် NLDL တို့ဘာလို့ဆိုပြီးတော့ဒီကိုရောက်လာတယ်ဟာစစ်တပ်ကပြန်ခေါ်တဲ့အချိန်ကြာလို့ရှိလို့ရှိရင်2008ကိုအကြောင်းပြတယ်ပြည်သူကိုအကြောင်းပြတယ်ဟိုလူကိုအကြောင်းပြတယ်ဒေါ်စုလည်းစစ်တပ်နဲ့ပြန်ပေါင်းတယ် NLDL လည်းစစ်တပ်နဲ့ပြန်ပေါင်းတယ်ဟောဒေါက်တာစိန်ဝင်းလည်း ဘာမှဘာမှညာမှမသိပဲနဲ့ဗမာနိုင်ငံသားပါပြန်ယူလိုက်တယ်။ဟောအခု NUG လဲတကယ်လို့မလုံနိုင်ဘူးမပြုတ်နိုင်ဘူးဆိုလို့ရှိရင်ဘာတွေဆက်လုပ်မလဲဆိုတာဘယ်သူမှမသိဘူး။ဒါပေမဲ့အခြေအနေတွေအကုန်လုံးကိုပြန်ကြည့်လို့ရှိရင်အာနာအာနာလို့ပြောပြီးတော့လုံပိုင်ခွင့်ရှိလို့ရတဲ့နေရာကြလို့ရှိလို့ရှိရင်ဒီ NUG ကလူတွေ NLD ကလူတွေပြည်မကလူတွေဗမာတွေကြီးပဲအကုန်လုံးယူထားတဲ့ဟာမျိုးတွေဖြစ်နေတယ်။ဒီတော့ခင်ဗျားတို့ကျွန်တော် live တွေအကုန်လုံးမှာကျွန်တော်ပြောဘူးတယ် ခမားတို့တွေနော်ဒီမိုကရေစီအရာပဲဖြစ်ဖြစ်အခြေအနေအရာပဲဖြစ်ဖြစ်တိုင်းရင်းသားလူမျိုးစုတွေကို အာဏာပေးဖို့ပြောတာမဟုတ်ဘူးတစ်ခါတစ်ခါမှာအလုတ်လုတ်ပိုင်ခွင့်လေးပေးဖို့ခမားတို့မှာစဉ်းစားမိရဲ့လားငါတို့တွေကတော့ခဏခဏမှားတယ်ကွာမင်းတို့တွေလုတ်ကြည့်ပေါ့နောက်ဆုံးကုတ်ကုတ်ပြောလို့ရှိရင်ဒီတိုင်းရင်းသားတွေကမလုတ်တတ်မကင်တတ်နဲ့အမှားယွင်းဖြစ်နေတော့မှကဲငါတို့တွေမှားလို့မင်းတို့ငါတို့ကလုတ်ခွင့်ပေးတယ်မင်းတို့မှားတယ်ဆိုပြီးတော့နော် ူပြောစရာလေးဖြစ်အောင်တော့မှခမားတို့အာနာပေးဘူးဝယ်လားလုတ်ပိုက်ခွင့်နေပေးဘူးဝယ်လားကျွန်တော်တကယ်ပြည်မာကြီးကလူတွေ NLD ကလူတွေနော်ဗမာလို့ပြောတဲ့သူတွေဒီလူတွေကိုတကယ်ပြောတာခမားတို့တွေလုတ်ခဲ့တာမှားတယ်ခမားတို့တွေလုတ်ခဲ့တာအာနေချက်တွေရှိတယ်နော်တိုင်းရင်းသားတွေလုတ်ရင်လဲမှားမှာပဲတိုင်းရင်းသားတွေလုတ်ရင်လဲအားနေချက်တွေရှိမှာပဲဒါပေမဲ့တိုင်းရင်းသားတွေလုတ်လို့မှားခဲ့တယ်တိုင်းရင်းသားတွေလုတ်လို့အားနေချက်တွေရှိတယ်ဆိုတာကို လက်ညိုးလေးထိုးပြီးပြောလို့ရအောင်သက်သေးလေးပြလို့ရအောင်ခမားတို့တိုင်းရင်းသားတွေကို အခွင့်အရေးပေးခဲ့ဘူးလားအခွင့်အရေးပေးဖို့ရောအစီအစဉ်ရှိရလားခမားတို့ကြီးပဲသိတယ်ခမားတို့ကြီးပဲတတ်တယ်ဆိုပြီးတော့မလုံနဲ့ ငါတို့လောက်တာတွေအများရန်မှားနေပြီဟေ့ဆိုလို့ရှိရင်ငါတို့လောက်တာတွေကအများရန်အားနေချက်တွေရှိနေပြီဟေ့ဆိုလူဖယ်ပေးဖို့ခမားတို့မှာအဲ့လိုအတွေးခေါ်ရှိရဲ့လားခမားတို့မှာအဲ့လိုအတွေးခေါ်မျိုးလေးရှိရဲ့လားအဲ့တော့ဏီကုန်းချုပ်ပါတော့မယ်ဏီကုန်းချုပ်မယ်ဆိုလို့ရှိရင်အရင်တော့ကလွန်ခဲ့တဲ့တစ်ပတ်လောက်ကကြားဖြန့်ကြားဖြန့်ကြားဖြန့် ကျင်းနေတယ်ဒီနေ့ရမနှက်ဖန်ရတပတ်ခါရလောက်မှာဆိုလို့ရှိရင်အာနိုင်နိုင်ချင်းနေလွတ်ပြီးနိုင်ချင်းနေလွတ်ပြီးဆိုပြီးတော့မီဒီယာတွေမှာပေါ်လာမယ်ခမားထောင်ထဲမှာနေရတဲ့အတွေ့အကြုံကဘလို့ရှိလဲခမားဘာဆက်လုပ်မလဲအာတချို့တွေကလည်းအာဟိုဇော်မဲလုံးကိုကျေးဇူးတင်ပါတယ်မင်းအွန်လိုင်းကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့ကျေးဇူးတင်တဲ့ဟာတွေပါအွန်လိုင်းပေါ်မှာဘလူပြန်လာအောင်မယ်မိုးကုတ်တွေမိုးမိတ်တွေပါခဏမိတ်သွားအောင်မယ်မိုးကုတ်တွေမိုးမိတ်တွေမှာကိုတော်လှန်ရေး PDF အဖွဲ့တွေကနော် TNL နဲ့မဟာမိတ်တွေလည်းဖြစ်ခဲ့ဘူး နော်အခြေအနေတွေကလည်းကိုဆရာနဲ့တပည့်နဲ့ပြန်တိုက်ရမယ့်ပုံစံတွေဖြစ်တဲ့အခါမှာဘလို့တွေနေရမလဲဆိုပြီးတော့အခက်အခဲတွေဖြစ်နေတဲ့ဟာတွေအကုန်လုံးမေ့သွားပြီစစ်တပ်ကလည်းဘုံတွေဘယ်တော့ကျဲမလဲဆိုတာမသိဘူးနော်ရခိုင်မှာလည်းတိုက်ပွဲတွေကအများတန်းရှိနေတာမနေ့တနေ့ရတော့မှချက်ချင်းပဲလေရင်နဲ့ရခိုင်မှာလည်းဘုံကျဲတာတွေကအများကြီးကရင်ပြည်နယ်မှာလည်းဘုံလာကျဲသွားတာတွေအများကြီးဒါတော့ခမားတို့အနေနဲ့ငါတို့ကမြို့သားပဲဆိုပြီးတော့ခဏလားလားမနိုင်နဲ့ ပြဿနာအရာမြို့သားဆိုပြီးတော့ကနန်းလာမနိုင်နဲ့ခင်ဗျားတို့မြို့သားမြို့သားလုံးနေကနန်းလာနိုင်လို့ရှိလို့ရှိရင်လက်လက်ပြတ်တယ်မြို့သားဆိုပြီးတော့ကနန်းနိုင်ဖို့မစင်းစားနဲ့ကနန်းနိုင်လို့ရှိလို့ရှိရင်မွေးပါကြိုက်အောင်မယ်နေရွက်ကိုပြီးတော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျားတို့ကျွန်တော်ပြောတဲ့အထဲမှာခင်ဗျားတို့တွေနဲ့တိုက်ဆိုင်တဲ့သဘောထားတွေရှိမယ်မတိုက်ဆိုင်တဲ့သဘောထားတွေရှိမယ်အဲ့တော့တိုက်ဆိုင်ဆိုင်မတိုက်ဆိုင်ဆိုင်ပေါ့ခင်ဗျားတို့ကြိုက်ကြည့်ဖြစ်စေမကြိုက်ကြည့်ဖြစ်စေ ကွန်မန့်တွေကိုလည်းလွတ်လပ်စွာရေးခွင့်ရှိတယ်။ဆဲကျင်တာပဲဖြစ်ဖြစ်ပြောကျင်တာပဲဖြစ်ဖြစ်ကြိုက်တယ်လို့ရေးခွင့်ရှိတယ်။သို့တော့ဗမာပြည်ရဲ့လက်တွေ့အခြေအနေနော်လက်တွေ့အခြေအနေနဲ့ကိုဘလို့သွားမလဲဆိုတဲ့ကိစ္စကိုကိုတည်တည်ချချာစဉ်းစားဖို့လိုတယ်။နောက်ဆုံးကိုကုံပြောလို့ရှိရင်ဒေါ်အောင်ဆန်းစုကြည်ကအောက်စဖို့ပါမာစတာဖွဲ့လောက်ပဲရတာ။စစ်တပ်မှာအခုနော်စစ်တပ်နဲ့ပေါင်းနေတဲ့ကောင်တွေကဟာဘတ်မှာပါမောက်ခတွေနော်ဒေါက်တာတွေပါဖြစ်လာတဲ့ကောင် ပြီးသွားရင်ဒေါအောင်ဆန်းစုကြည်ကဟာဘတ်မှာမာစတာဘွဲ့ရပြီးဗမာပြည်ထဲမှာပဲနေရတာငကိုခေတ္တဝါဆို BBC ရေဒီယိုလေးတစ်လုံးနဲ့နေရတာဟိုဟာဘတ်မှာတက်နေတဲ့ကောင်လေးဆိုတာနိုင်ငံတကာမှာရှိနေတဲ့တန်တမန်တွေနဲ့သူတို့ဆက်ဆံနေရနော်ပညာရှင်ပညာရှင်လို့ဟာဘတ်ကပညာရှင်လို့စတန်ဖို့ကပညာရှင်လို့ဘရန်ဖို့ကပညာရှင်လို့ဒီလိုလူတွေနဲ့ဆက်ဆံနေရတာဟိုလူတွေမှာလွတ်လွတ်လပ်လပ်စစ်တပ်နဲ့ပေါင်းပြီးတော့ဗမာပတ်စဖို့ကိုင်ပြီးဟိုကောင်တွေလွတ်လွတ်လပ်လပ်တွားနေလို့ရတဲ့အချိန်မှာခမရတို့ဘက်ကဘာမှလုပ်နိုင်တာမဟုတ်ဘူး အခု NUG ပါရှိနေတယ်ဆိုတဲ့လူတွေကပုံမှန်လေးလေးပြောရင်အမေရိကန်ဗမာပြည်တွေကအမေရိကန်စင်တာလောက်နဲ့သွားနေတာပြီးတော့ခင်ဗျားတို့ကိုယ့်ရဲ့အခြေအုပ်ကိုသိဖို့လိုတဲ့နောက်တစ်ချက်ကနိုင်ငံတကာမှာတိုင်းရင်းသားတစ်ယောက်နဲ့ဗမာတစ်ယောက်နဲ့ပြတာချင်းမတူဘူးခင်ဗျားတို့ပြောနေတဲ့လူခွင့်ရေးကြွခွင့်ရေးတို့ကြောင်ခွင့်ရေးတို့ဖြစ်နေတဲ့အချိန်မှာလူနည်းစုခွင့်ရေးကတိတ်အရေးကြီးတယ်ပြီးတော့အားလုံးပဲပြီးတော့အားလုံးပဲအခြေအနေမှန်အောင်တည်တည်ချာချာသိကြပါဆရာနာရှင်ကိုဘရော့မှာရှော့မတွက်ပါနဲ့ ကိုနိုင်တဲ့ဘက်ကတိုက်ကြပါကိုနိုင်တဲ့ဘက်ကဆန့်ကျင်ကြပါပြောရင်ဒီ live ကိုညီကုန်းချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်